ဒွေတိုင်းသနာပါတီရဲ့ဒုတိယခြေမြောက်ပါတီညီလာခံကိုဒွေမြို့မှာကျင်းပနေကြတာပါ။အော်ဒီနိုင်ငံတော်ဆရာလေးလေးနေဒွေတိုင်းသနာပါတီကလေးတူလေးနေ အားလုံးခိုင်နေပါတယ်ခင်ဗျာပါတီညီလာခံကိုနှစ်ရက်တာကျင်းပသွားမှာဖြစ်ပြီးဒီနေ့မှာတော့ဘောကော်မတီရွေးချယ်တာနဲ့ပါတီမူဝါဒတွေကိုမောမှန်ပြင်ဆင်ဖြည့်ဆွတ်တာတွေလှုပ်ဆောင်သွားမယ်လို့သိရပါတယ်။မနေ့ဖန်မှာတော့ပါတီရဲ့ဘောလုံးမှုဆောင်ဖွဲ့တွေကိုပြန်လည်ရွေးချယ်သွားမှာပါ။ပါတီရဲ့ဘောလုံးမှုဆောင်ဖွဲ့အသစ်အနေနဲ့စွမ်းစွမ်းတမန်ကြိုးစားဆောင်ရွက်စီလိုတယ်လို့ပထမချိန်ဘောလုံးမှုဆောင်ဖွဲ့မှာဩဂထတာဝန်ယူခဲ့တဲ့အိုအိမ်မင်းကအခုလိုပြောပါတယ်။

လိုအပ်တိုင်းရင်းသားတွေကိုခြေခံဖွဲ့စည်းထားတဲ့တင်းလိုက်တိုင်းခြေဆိုင်ပါတီတစ်ခုလည်းဖြစ်ပါတယ်